ဒီဝတပတိအာဒီစောရတိမာဘာတိစန္ဒီမာတဏ္ဍောခတိယောတပတိဇာယိတပတိဗရဟမနောအထသဗ္ဗမဟောရတိံဘုဒ္ဓောတပတိတိဇာတာဒီဝတပတိအာဒီစောနေမင်းဟာနေခါမှာပဲတောက်ပါလေရတိမာဘာတိစန္ဒီမာလာမင်းဟာညအခါမှာပဲတောက်ပါလေတဏ္ဍောခတိယောတပတိရှင်မင်းဟာလည်းမြမြောက်တစားတွေဝစ်ဆင်ထားမှာရှင်မင်းရဲ့သုံးဆောင်ပစ္စည်းတွေဝစ်ဆင်ထားမှာတောက်ပါလေ ဇာယိတပတိဗရာဟမနောယဟန္တာအရှင်မြတ်ဟာလေဇံဝင်စားနေမှာတောက်ပါလေအထသဗ္ဗမဟောရတ္တိဘုဒ္ဓတပတိတေသတာဒါပေမဲ့လို့မြတ်စွာဘုရားရှင်ကတော့နေရောညရောယဟန်သုံးဆောင်ပစ္စည်းတွေအပြည့်စုံဝိဆင်ထားတဲ့အချိန်မှာရောဝိဆင်မထားတဲ့အချိန်မှာရောဇံဝင်စားနေတဲ့အချိန်မှာရောဇံမဝင်စားတဲ့အချိန်မှာရောအချိန်တိုင်းအချိန်တိုင်းတကူတော်အမျိုးမျိုးနဲ့တောက်ပါတော်မူပါလေဒီနေ့မှာ ဇာယိတပတိဗရာဟမနောဆိုတဲ့ပါဠိလေးကိုပါဠိအတန်အတွက်အတိုင်းတိတိကျကျမှန်မှန်ကန်ကန်ယူမယ်ဆိုရင်တော့ဗရာဟမနောလို့ယူရမှာပေါ့ဒါပေမဲ့အရေးထင်မှာကတော့ဗရာဟမနောဆိုတဲ့စလုံးတွေ့ရင်ပြမနောပြမနောနဲ့ပဲဆိုနေကြဖြစ်နေတော့ညမာသာနဲ့ပြောရင်ပြမနောဖြစ်သွားတာပေါ့လေအဲ့တော့အဲ့ဒီလိုဆိုလည်းပဲမှားတော့မှားပါဘူးဒါပေမဲ့ဗရာဟမနောလို့အတိအကျဆိုနိုင်ရင်တော့ပူကောင်းပါလေဒီဂါထာဟာမြတ်စွာဘုရားရှင်ကိုရိုတိုင်းနိုင်တော်မူထားတဲ့ဂါထာဖြစ်ပါတယ် ဘုရားဟောနှုတ်ထွက်အစစ်ဂါထာတော်မြတ်ကြီးဖြစ်ပါလေရှင်ဆရာတော်ကြီးရှင်လူကြီးသူမကြီးရေးဆက်ထားတဲ့ဂါထာမဟုတ်ပါဘူးမြတ်စွာဘုရားရှင်ကိုရတိုင်းဟောကြားတော်မူတဲ့ဂါထာလေးဖြစ်တယ်ဟိုရှိအစဉ်ဆက်ကလေးကဆရာတော်တန်ဃာတော်ကြီးတွေအမတန်နှစ်သက်မြတ်နိုးတော်မူကြတဲ့ဂါထာတော်မြတ်ကြီးလေးဖြစ်တယ်ဘုရားတရားတန်ဃာရေလံမြတ်သုံးပါးရဲ့ဂုဏ်တော်တွေအားလုံးဂါထာတစ်ပုဒ်ထဲမှာအစုံအလင်အပြည့်အဝပါဝင်နေတဲ့ဂါထာတော်ကြီးဖြစ်တယ်ဆရာတော်တန်ဃာတော်ရဲ့ကိုယ်တွေ့ ကျင့်စဉ်ကိုယ်တွေဖြစ်စဉ်တွေအရာလေးပဲကောင်းကျိုးချမ်းသာကြည်တည်မင်္ဂလာအဖျားပြားနဲ့ပြည့်စုံစေနိုင်တဲ့ဂါထာဖြစ်လို့ဒီဂါထာကိုတပ္မင်္ဂလာဂါထာလု့ရေးဆော်ကြီများကနာမည်ပေးော်မူခဲ့ကြပါလေတပ္မင်္ဂလာဆိကောင်းကျိုးချမ်းသာကြည်တည်မင်္ဂလာအာလုံးနဲ့ပြည့်စုံစေနိုင်တဲ့ဂါထာဒါကိုပဲတနည်းပြောမယ်ဆိုရင်တော့လူအင်းဆန္ဒအထူးပြဝစေနိုင်တဲ့ဂါထာလို့ပြောလို့ရပါတယ် ဒီကရမှာအဓိကကြတဲ့နေရာကတော့ဘုဒ္ဓတပတိတေဇာတာညဆောတန်းရှင်ဟာတကူတော့အမျိုးမျိုးနဲ့အချိန်တိုင်းတောက်ပါတယ်ဆိုတဲ့နေရာလေးကအဓိကပဲအဲ့ဒီမှာတေဇာတာတကူတော့ဖြင့်တကူတော့အမျိုးမျိုးဖြင့်ဆိုတာကအဓိကပဲဒီကရကိုအချင်းချင်းခါခါရွတ်ဖတ်ပွားများတော့မယ်ဆိုရင်တေဇာတာဆိုတဲ့နေရာမှာရွတ်တာကတော့ဘုဒ္ဓတပတိတေဇာတာပဲရွတ်ပေါ့စိတ်ထဲကနေတကူဆိုတာကိုအထိပ္ပယ်ဖော်ရမယ်တချို့အခောက်ဒီမှာမေတ္တာတကူဖြင့်နေရောညာပါတောက်ပါတော်မူတယ် တချို့ခောက်တည်ကြတော့ခန္တီတကူဖြင့်နေရောညာပါတပ်ပါတော်မူတယ်တချို့ခောက်တည်ကြတော့သီလတကူဖြင့်တချို့ခောက်တည်ကြတော့သမာဓိတကူဖြင့်တချို့ခောက်တည်ကြတော့ပညာတကူဖြင့်အဲသီလသမာဓိပညာဆိုတဲ့တကူတွေကိုကာရတကူကို တကူတစ်မျိုးစီတစ်မျိုးစီနဲ့နှလုံးသွင်းပြီးတော့ရုပ်ပွားပေါ့ပြီးတော့မှကိုသိတဲ့ဘုရားရှင်ရဲ့ကောင်းမြတ်တဲ့ဂုဏ်တော်တွေမေတ္တာတကူကရုဏာတကူမုဒိတာတကူဥပေက္ခာတကူခန္တီတကူသစ္စာတကူစသည်အဖြစ်ပေါ့လေ ကောင်းတဲ့ဂုံကောင်းတဲ့တကူတွေအကုန်လုံးထည့်သွင်းပြီးတော့ပွားများလို့ရပါတယ်။ဂုံတော်ကိုးပါးနဲ့ပွားများမယ်ဆိုရင်လေတေဇာသာဆိုတဲ့နေရာမှာအရဟံဂုံတော်တကူဖြင့်နေရောညပါတောင်းပါတော်မူတယ်။အရဟံဂုံတော်တကူဖြင့်လို့နှလုံးသွင်းပြီးတော့အရဟံဂုံတော်ရဲ့ကိရိတာကင်းစင်တဲ့ဂုံတော်နောက်တစ်ခါကျတော့စေကိုရရမှတောင်းမှမကောင်းမှုကိုမပြုတဲ့ဂုံတော်နောက်တစ်ခါကျတော့ပူဇော်ထုခုခံယူတော်မူထိုက်တဲ့ဂုံတော်စသည်အားဖြင့်တစ်ခေါက်နဲ့တစ်ခေါက်အဓိပ္ပာယ်လေးတွေမတူအောင် တဘောတရားလေးတွေနှလုံးသွင်းပြီးတော့မြတ်စွာဘုရားရှင်ရဲ့ဂုံအရေးအချင်းလေးတွေကိုတစ်မျိုးစီတစ်မျိုးစီနှလုံးသွင်းပြီးတော့ပွားများမယ်ဆိုရင်ဒီဒီဝါဒပတိကာရတရား၈ခေါက်ရွရင်ဂုံတော်၈မျိုးပွားများပြီးသားဖြစ်သွားတယ်။ကြည်ကြည်ပြန်ပြန်တော့အကြောင်းမူညွတ်တဲ့အခါမှာဦးဇင်းတို့ဟောပြပါဦးမယ်။ဉာဏ်သွင်းတတ်မယ်နှလုံးသွင်းတတ်မယ်ဆိုရင်မြတ်စွာဘုရားရှင်ရဲ့ရှိရှိမြသောဂုံတော်အတင်းချီအနန္တအကုန်လုံးဒီကာရထဲမှာထည့်သွင်းပြီးတော့ပွားများလို့ရပါတယ်။ အဲ့တော့ဒီဂါထာကိုတောင်းရင်လာရင်လုံရင်ကရင်စာရင်တာရင်နေရင်ထိုင်ရင် ပြောရင်ဆိုရင်နဲ့အချိန်ရရင်ရသလိုကြိုးကြကြိုးကြတစ်ခေါက်ရတစ်ခေါက်သုံးခေါက်ရသုံးခေါက်ကိုးခေါက်ရကိုးခေါက်ဒီလိုရွတ်ဖတ်ပေါင်းများသွားပေါ့အထူးတလည်းဝတ်ထားပြီးတော့ရွတ်ဖတ်တဲ့ဆဲခြင်းနဲ့ဆိုရင်လေဒီနေ့ကိုသက်စီဖြစ်ဖြစ်ဒါမှမဟုတ်ဒီနေ့ကို108ခေါက်ဖြစ်ဖြစ်ရွတ်ဖတ်ပေါင်းများပေါ့ တစ်ခေါက်ညတိုင်းတစ်ခေါက်ညတိုင်းတေဇသာဆိုတဲ့နေရာမှာအတိပေတစ်မျိုးစီတစ်မျိုးစီတကူတော့တစ်မျိုးစီတစ်မျိုးစီအာယုံပြုပြီးတော့နှလုံးသွင်းပွားများသွားလိုက်ပေါ့နှုတ်ကတော့ဒီပါဠိတော်ကိုရွတ်စိတ်ကတော့တရားရှင်ရဲ့ဂုဏ်တော်တွေတစ်မျိုးပြီးတစ်မျိုးပွားများသွားရမယ်တရားရှိခေါရွတ်တယ်ဆိုလို့ရှိရင်လည်းတရားရှိခေါပြီးသွားတဲ့အခါမှာဒီဝတ္တပတိကာထာတရားရှိခေါရွတ်ဖတ်ရတဲ့ကုသိုလ်ကောင်းမှုဟာနိဗ္ဗာန်ချမ်းသာရဲ့အထောက်ပံ့ဖြစ်ပါစေဒါမှမဟုတ်မိမိယမန်တောင်းတဲ့ဗောဓိဉာဏ်ရဲ့အထောက်ပံ့ဖြစ်ပါစေပေါ့ပြီးတော့မှကိုယ့်ရဲ့လက်တွေ့ဘဝမှာ ချက်ချင်းလည်းငင်ကောင်းကျိုးချမ်းသာရအောင်လေဆုတောင်းလို့ရပါတယ်။လောကီလူစုမတောင်းရဘူးလို့နေရာတကာမှာမူသည်မှတ်ထားစရာမလိုဘူး။ပြည်တနေ့တနေ့ပြုထားတဲ့ကုသိုလ်တွေကလည်းအများကြီးရှိတာဆိုတော့နေပါရထပ်ပံဖြစ်ပါစေလို့ကြီးပဲပြုတဲ့ကုသိုလ်လည်းပြုပေါ့။အခုလိုပေးတော်ကားတော်တွေရွတ်တဲ့အခါကျတော့လည်းပြစ်စုံပံကြကြဆုတောင်းရင်ပို့ပြီးတော့တန်ဖိုးရှိတယ်။ အဲ့တော့ဒီဝါဒပတိကာရတရား၈ခေါက်ရုပ်ဖတ်ပေါ်များပြီးသွားပြီဆိုရင်ကျွန်တို့ဒီခုခါနိုင်ဒီဝါဒပတိကာရကိုတရား၈ခေါက်ရုပ်ဖတ်ပေါ်များပြီးသွားပါပြီဤစကားဒီမှန်ပါတယ်ဤမှန်သောသစ္စာစကားကြောင့်ဆိုပြီးတော့လက်တွေ့ကြတယ်ပြုစုမှန်ကြကြကောင်းကျိုးချမ်းသာတစ်ခုခုကိုဆုတောင်းလိုက်ပေါ့အဲ့လိုဆိုလို့ရှိရင်ရက်ကြကြလားကြကြဤစဉ်ရုပ်ဖတ်ပေါ်များပြီးတော့ဆုတောင်းသွားမယ်သစ္စာဆုတောင်းမယ်ဆိုရင်လူဝင်ဆန္ဒတွေပြေဝစေနိုင်ပါတယ်ပို့ပြီးတော့အထူးတလည်းအားကောင်းခြင်းနဲ့ဆိုရင်တော့ အကျွန်ုပ်ဒီဒီဝဒပတိကာထာတရားရှိခောက်ရွဖတ်ပေါ်များပြပါပြီ။ဘယ်နေ့ဘယ်ကစပြီးတော့လဲနေ့စဉ်ရဆက်မပြတ်မကွက်ရွဖတ်ပေါ်များခဲ့ပါလေ။ဤစကားဒီမှတ်ပါလေ။ဣမန်သောသစ္စာစကားကြောင့်သစ္စာရဲ့တကူကြောင့်၎င်းဒီဝဒပတိကာထာတော်မြတ်ရဲ့တကူတော်ကြောင့်၎င်းဒီဝဒပတိကာထာရွရတဲ့ကုသိုလ်ကောင်းမှုရဲ့တကူကြောင့်၎င်းဒီဝဒပတိကာထာကိုဆောင်ရှားနေကြတဲ့နတ်ပြမများရဲ့တကူတော်ကြောင့်၎င်းဒီဝဒပတိကာထာကိုလာရောက်နာယူကြတဲ့နတ်ပြမများရဲ့တကူတော်ကြောင့်၎င်းယနေ့ခုဒီနေ့ပြည့်ခဲ့ပြီးသမှ ုသူကောင်းဟိုအားလုံးရဲ့တကူကြောင့်၎င်းဆိုပြီးတော့ကိုလိုရာစုတစ်ခုတောင်းလိုက်ပေါ့အဲ့တော့ရုပ်ဖတ်ပေါ်များတာဝါသနာပါတဲ့ပုဂ္ဂိုလ်ဤနေနဲ့ဒီဝတ္တပတိဂါထာကိုအချိန်ရရင်ရတယ်လို့ရုပ်ဖတ်ပေါ်များပူဇော်နိုင်ကြပါတယ်ရုပ်ဖတ်ပေါ်များပူဇော်ခြင်းဖြင့်လောကီလောကုတ္တရာကောင်းကျိုးချမ်းသာအကျင့်ပြင်းမင်္ဂလာအဖျားပြားနဲ့ဤဆုံးကြပါစေ။